ဒါရသမီးတို့အားလုံးမင်္ဂလာပါနော်။ကျွန်မဒီနေ့ပြောပြမယ်သင်္ကန်းစာလေးကတော့ခြေတွဲစိတ်ကြိုက်မြန်မာစာမြန်မာစာပေတမိုင်းမှာပါတဲ့ကုန်းမောင်ခေမြန်မာစာပေအပိုင်း1ကိုပြောပြသွားမှာဖြစ်ပါတယ်နော်။ကုန်းမောင်ခေကပထမပိုင်းမှာလေသမီးတို့ဒါတို့လေ့လာပြီးရတဲ့အတိုင်းအလောင်းမင်းတရားလက်ထက်ကနေဒီဘောမင်းပါရမှုတဲ့တက်ဂရိတ်1149ခုနှစ်အထိအကျုံးဝင်ပါတယ်။ ဲ့တော့ကုံမောင်ခေပထမပိုင်းဟိုတော့ပထမဗီဒီယိုတစ်ခုမှာတို့လူသားတို့လေ့လာပြီးဖြစ်ပါတယ်အဲ့တော့အခုကတော့ကုံမောင်ခေဒုတိယပိုင်းဖြစ်ပါတယ်ကုံမောင်ခေဒုတိယပိုင်းဟာတက်ဂရိတ်1144ရက်နေ1149မှာစုံပါတယ်အဲ့တော့ကုံမောင်ခေဒုတိယပိုင်းပေါ့နော်ကုံမောင်ခေဒုတိယပိုင်းဆိုရင်တော့မဲမင်းလက်ထက်လဲဆိုရင်ဘိုးတော်မင်းပေါ့နော်ဘိုးတော် ဘိုးရော်ဆိုတာပထုံမင်းပေါ့နော်ဘိုးရော်မင်းတရားလက်ထက်ကနေဒီဘောမင်းအထိပေါ့နော်ဒီကာလမှဆိုလို့ရှိရင်ယဟန်ပုဂ္ဂိုလ်ယဟန်စာဆိုတွေရောလူပုဂ္ဂိုလ်စာဆိုတွေရောအဲပေါ်တယ်ပေါ့နော်အိမ်မှာထင်ရှားတဲ့စာဆိုတွေကတော့အဲကြီးကန်ရှင်ကြီးတို့နော်ရှင်ဥက္ကန္တမာလာတို့ရှင်မင်းမှုဆရာတော်ဥပပါဒမုံကြီးဆရာတော်မှန်လဲဆရာတော်ဒါရဟန်းစာဆိုတဲ့အနေနဲ့လက်တည်ကြရတော့ပေါ့။နောက်လူပုဂ္ဂိုလ်စာဆိုတဲ့အနေနဲ့ဆိုရင်လည်းတွင်တင်မင်းကြီးမာစီတူတို့၊ဓမ္မယကန်ဦးတိုးတို့ နော်ဝမ်မဆွန်နဝရီမြောင်ရီမင်းကြီးဦးစာကင်းမင်းကြီးဦးပုံညာပေါ့နော်ဦးချင်းဦးတို့ဦးပုံညာတို့နော်ဒီလိုမျိုးနာမည်ကြီးခဲ့တဲ့စာဆိုတွေအများကြီးပေါ်ပေါက်ခဲ့ပါတယ်ပြီးလို့ရှိရင်သူကအင်္ဂလိပ်လည်းဝင်ရောက်လာပြီဆိုတော့ဒစိတ်တစ်ပိုင်းအားဖြင့်ပေါ့နော်နိုင်ငံညာနဲ့အဆက်အသွယ်ပြုတာတွေလည်းရှိလာပြီပေါ့နော်အဲ့တော့ယူရီးယားတို့တရုတ်တို့ပရှူအိန္ဒိယအင်္ဂလန်ပြင်သစ်အီတလီနော်ဒီလိုမျိုးတွေနဲ့လည်းအဆက်အသွယ်ကြီးကုန်စည်ကူးတက်မှုတွေအပြန်အလှန်တွားရောက်မှုတွေရှိလာပြီ ရင်ကျင်းမှုဖလှယ်တာတွေလည်းရှိလာတယ်။ဒါကြောင့်မို့လို့ကိုစာပေမှာလည်းပညာရည်တွေထွန်းကားလာတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဲ့တော့ជីကန်ရှင်ကြီးပေါ့เนาะជីကန်ရှင်ကြီးကတော့အမြင့်သက်စာလေးရေးပါတယ်928တွင်မြတ်တာကိုခြေခံပြီးတော့အဲမိပါနဲ့တတမီပေါ့เนาะမောင်နဲ့နှမဆရာနဲ့တပည့်အပြန်အလှန်ပေးပို့တယ်မြတ်တဲ့စာလေးကိုအဲရေးဖွဲ့ခဲ့တဲ့စာဆိုကြီးဖြစ်ပါတယ်အဲနောက်တစ်ခုရှုံးကန်တာမာလာပေါ့เนาะရှုံးကန်တာမာလာကတော့အဲမြတ်တဲ့စာအရေးဖွင့်တဲ့ထင်ရှားတယ်အဲပြီးရင်တပည့်တွေကိုပေါ့เนาะဆုံးမဩဝါဒတွေပြီးတဲ့အခါမှာလည်းမြတ်တဲ့စာရင်းနဲ့ဆုံးမဩဝါဒပေးတယ်အဲလောကုတ္တရာကျောင်းလေးကိုအဲတေချာလေးနားလည်အောင်လို့ဒီမှာမြတ်တဲ့စာရင်းနဲ့ဆုံးမ ခဲ့တယ်ဆိုတာကိုလေ့လာမှာဖြစ်ပါတယ်အဲနောက်တစ်ပါးကတော့မင်းမှုဆရာတော်ဥပပါဒပေါ့နောက်မင်းမှုဆရာတော်ဥပပါဒကတော့ဒီလိုသားတို့အဲဂျာဘူနာဝရှိမှာပါနောက်မင်းမှုဆရာတော်ဥပပါဒကဒီစကြီးဆယ်ပွဲပေါ့နောက်စကြီးဆယ်ပွဲထဲကနေပြီးတော့အဲနှစ်ခုကလွဲပြီးတော့ဂျန်နက်ဆက်၈ခုနော်တက်တော်ကြီး၈ခုကိုအဲဝတ္ထုအနေနဲ့ရေးခဲ့တာဖြစ်ပါတယ်အဲ့ထဲမှာနောက်စကြီးဆယ်ပွဲကတော့ဒီလိုသားတို့သိရနော်တေဇာသူနေမ ဘူဆန်နာဝီဝီနော်အဲ့တော့ဒေသသူနေမှာဘူဆန်နာဝီတရားတင်မိဆက်စာဆနကဆက်သူဟာသူဝနာတာမနေရနေမိမမဟောတထာဘူဟာဘူရီတက် ဆန်ဟာဆန္ဒကုမာရနာနာရတဝီယာဝီတူရာဝီယာဝီတန္တရာနော်အဲ့ဒီဇကြီးဆယ်ပွဲမှာဆိုရင်ဒီဗူရိတက်နဲ့တူနာတာမဇန်နှစ်ခုကနေလွဲပြီးတော့ကျန်တဲ့ဇတ်တော်ကြီးရှစ်ခုကိုရေးခဲ့တာဖြစ်ပါတယ်အဲ့တော့မင်းမှုဆန်တော်ဥပပါဒါရဲ့ထင်ရှားတဲ့ဇတ်တော်ကြီးကတော့ဝီတန္တရာပေါ့နော်ဝီတန္တရာဇတ်တော်ကြီးကတော့အထင်ရှားဆုံးဖြစ်ပါတယ်သကပြေအရာမှာပေါ့နော်နှောင်းလူလိုဆန်ပြူထိုက်တဲ့သကပြေအရေးတောင်းကိုဒီဝီတန္တရာဇတ်တော်ကြီးမှာတွေ့ရမှာဖြစ်ပါတယ်ဒါကတော့အဲမင်းမှုဆန်တော်ဥပပါဒါရဲ့လက်ရာပါ နေတော့တော့မုံရေးဆရာတော့ဗောနော်မုံရေးဆရာတော့ကတော့ဒီမှာပြင်ဆောက်ဦးရပြုတ်ပြုတ်နေဗောနော်ပြုတ်နေရေးတဲ့မာဒီလဝပြုတ်လို့နော်ပြုတ်9ဆောင်ရေးခဲ့တယ်ပြီးရင်အထင်ရှားတယ်ဗောနော်ရာဇဝင်တန်ပေါင်းဒီတမန်တာစကုတ္တပနီဂျန်နေဗောနော်ဒီဂျန်နေလည်းရေးခဲ့တယ်ဓမ္မတက်ဂျန်နေလည်းရေးခဲ့တယ်နော်မန်လဲဆရာတော်ကြီးရဲ့နော်ထင်ရှားတဲ့ကဗျာကြီးကတော့မကဒီဝါသင်္ဃတက်ဗောနော်ဂျန်နေလည်းအများကြီး30ကျော်လောက်မှရေးခဲ့တယ်နော်ပြီးလို့ရှိရင်ကဗျာရင်းနေနေဆိုရင်နော်ဒီမှာကဗျာတူလေးတွေလေးချိုးတို့ဒွေးချိုးတို့တန်ချိုးတွေလည်းရေးခဲ့တာကိုအဲတွေ့ရှိရမှာဖြစ်ပါတယ်နော်လေဒီ ရာတော်ကြီးပေါ့နော်လေဒီဆရာတော်ကြီးကလည်းသာသနာ့ဝိတော်တဏီကျမ်းနဲ့ကျမ်းပေါင်း90ကျော်60လောက်ရေးခဲ့တယ်။အဲအဲ့ဒါအပြင်မြစ်တစာရီလင်္ကာထွေချိုးလေးချိုးတိထက်နော်စာရတဲ့ဒီကပြားတွေကိုလည်းရေးခဲ့ပါတယ်။ အဲနောက်တစ်ခုကတော့ကျမတို့ဂုံးမောင်ခင်မှာမမတိလို့မဖြစ်ဘူးပေါ့နော်ဂျီဥတိုးဆိုတဲ့စာဆိုပြီးပေါ့နော်အဲဥတိုးရဲ့ရမရကန်ပေါ့နော်ဥတိုးနဲ့ဥတိုးလို့ပြောလိုက်တာနဲ့ဒါရမရကန်နေရတွဲပြီးတော့မြင်တာပေါ့နော်ရှေဘူသားဟေးလို့သူကသူကြွေးကြော်တတ်တယ်နော်ရမရကန်ဥတိုးရမရကန်ကတော့ရကန်နေတဲမှာဒါအကောင်းဆုံးရကန်ပထမတန်းစာရကန်လူပညာရှင်တီတီကနေပြီးတော့အဲတတ်မှတ်ကြတယ်ပေါ့နော်အဲဒီရမရကန်နေမှာဆိုရင်လောကဓမ္မရာစာအကြောင်းလေးကိုလည်းအဲတကယ်ကိုနော်ဟိုပေါ်လွင်အောင်လို့ရေးထားတာကိုတွေ့ရမယ်အဲပြီးရင်စကဲစကဲ လုံးလေးလေးတွေပေါ့နော်ပါရဏပေါ်ရဏစကားတွေဝေါ်ဟာရတွေကြွကြွဝဝဝနဲ့ရေးထားတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်လူသဘောလူသဘောဝါတွေလည်းပေါ်လွင်နေအဲတူတာရတအစုံပေးစွမ်းနိုင်နေဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ငါတာတကအဖြစ်ပေါ့နော်ဒီမှာတီတာမင်းသမီးလေးရဲ့အလှဆိုလို့ရှိရင်စိတ်ကူအဲဆန်းချေပြီးတော့သူရေးထားတာကိုတွေ့ရပါတယ်ဥတူရယ်နော်။ခန်းပုံပွေမှာတဝေထိုးကလေးပစုံတုတ်ကွေးတည်နေအခွေးကြီးရှိရရှိရရှာကြီးဒါလေးနောက်ကတောင်းချိုက်ကနေဝိုက်ဝိုက်ကလေးတိတိတိဆိုပြီးတော့เนาะအဲအခေယံဘီအခေယံလေးတွေကိုအဲဟိုပါပေါ့ တီတာတီတာမင်းသမီးလေးရဲ့ပုံစံတိုင်နဲ့ဘီရက်ကလေးအားလေးတွေထင်ဟပ်ပြီးတော့ရေးဖွဲထားတယ်ဒီမှာဆိုလဲမျက်မြင်ဥမာနင်ကလေးပစုံထုတ်ကိုသိနေဆိုပြီးတော့ရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် အာဥတုရဲ့ရမရခင်ကတော့အဲကုံမောင်ခင်မှာတော်တော်လေးကိုထင်ရှားပါတယ်။အဲနောက်တစ်ယောက်ကတော့မြောက်ရီမင်းဦးစားပေါ့နော်။အဲမြောက်ရီမင်းဦးစားကတော့တကယ်ကိုနော်စစ်တီစာဆိုလည်းဖြစ်တယ်။ပြီးရင်အဲမဟာဂီတလောကရဲ့အုပ်ဆောင်လည်းဖြစ်တယ်ပေါ့နော်။အဲဒီကျွန်တော်တို့ကဘာမှာကြော်ကြားရဲပေါ့နော်။အဲဂီတပညာရှင်တွေဖြစ်တဲ့ဗင်ဒိုဘင်တို့မိုဇတ်တို့နော်တကယ်ကိုကနဝင်ဂီတစာဆိုကြီးတွေလိုပဲနော်ဒီမြမခန္ဓာဝင်လောကမှာလဲဥတုကတော့အဲတကယ်ကိုဥဆောင်တဲ့သူအဖြစ်နဲ့ပါဝင်နေအဲ တိုင်းယိုရီယာတေးတွေကိုပေါ့နော်မြန်မာယိုရီယာတေးသွားတွေကိုမြန်မာခေတ္တလောကတွေကိုမိတ်ဆက်ပြီးတော့အဲတွတ်သွင်းခဲ့တဲ့နော်တွတ်သွင်းပေးခဲ့တဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဥစားကသူလယုံကြီးရောနှလုံးကြီးရောပြည့်စုံတယ်လို့ပြောရမှာဖြစ်တယ်နော်အုတ်ချုပ်ရည်တွေရောစစ်ရည်တွေကိုရောနော်အစွမ်းပြနိုင်ခဲ့တယ်ပြီးရင်ကလောင်သွားလဲတက်ခဲ့တယ်ပေါ့နော်အဲ့တော့သူသူကဘာဖြစ်လို့မြောက်ရီမင်းကြီးဥစားလို့ထင်ရှားလဲဆိုရင်နော်သူအပိုင်စားရခဲ့တဲ့နော်မြောက်ရီမျိုးပေါ့ ။နမြောက်တွေမျိုးဆိုအခုကရင်ပြည်နယ်ရမြောက်တွေမျိုးမဟုတ်ဘူးเนาะ။အဲမကွေးတိုင်းတရက်ခရံရွာမှာเนาะတရက်ခရံရွာအဖြစ်ကျန်ရှိနေတဲ့မြို့ပေါ့เนาะ။အိုင်အိုင်တုံးကအဲမြောက်တွေမျိုးစားခဲ့ရတာပေါ့เนาะ။ထင်ရှားခဲ့တဲ့စားစုကြီးဖြစ်တယ်။ဒီမှာတချင်းပရင်နော်အီနောင်ရှင်လို့တော့မှပြောတယ်ဘာလို့ဆိုတော့အီနောင်နန်းနွေးဆက်တော်ကြီးကိုရေးခဲ့အောင်နော်ရိုးရဲကနေမြန်မာပြန်ရေးခဲ့တယ်နော်ဦးဆောင်မြန်မာဂီတမှာတဲ့နော်တချင်းဘက်ကနေထိတ်တဲအရောက်ဆုံးဆိုပြီးတော့နော်လူလူတော်မှာ စာရဲအမှုပညာเนาะတမိုင်းရေးဆရာကြီးကစာဖွဲ့ခဲ့တယ်ပေါ့เนาะအဲ့တော့သူ့ရဲ့ပတ်ပြိုးကြီးပေါ့เนาะမင်းကြီးရဲ့ပတ်ပြိုးကြီး၄ဘုတ်ရှိတယ်เนาะတကယ်ကိုထင်ရှားတဲ့ပတ်ပြိုးကြီးတွေဘုံပြန်နေနိုင်မိုင်းပြမုံဝေကုန်းမောင်ပရမီနဲ့အထူးထူးငယ်နှစ်ဆိုတော့เนาะဒီပတ်ပြိုးကြီးတွေအားဆိုရင်တကယ်ကိုအဲထင်ရှားတယ်ပေါ့เนาะမာဂီတာရဲ့ထိတ်ဆုံးကတချင်းကြီးတွေအဖြစ်နဲ့လေးလေးစားစားတီးဆိုတီးမှုခဲ့ရတယ်เนาะအစဉ်ဆက်ဂီတာပညာရှင်တွေလေးစားခဲ့ရတယ်ပေါ့เนาะအဲ့တော့နောက်ရမင်းဦးဆောင်ရဲ့စာဆိုတက်အသက်20ကျော်ကနေပြီးတော့80ကျော်အထိပေါ့เนาะနှစ်ပေါင်း90လောက်အထိ နော်ထင်ရှားခဲ့တယ်ပေါ့နော်ကုံမောင်ခေတဲ့ဘိုင်းမှာအထူးကိုထင်ရှားခဲ့တယ်အဲစာစုကြီးဖြစ်ပါတယ်အဲမြောက်ဒီမင်းကြီးဦးစားအကြောင်းကိုဆမဘာလို့နော်နည်းနည်းလေးဟိုအကျဲ့ချဲ့ပြီးတော့ပြောရလဲဆိုလို့ရှိရင်မျောရီမင်းကြီးဦးစားတကယ်ကိုအဲထူကြတယ်ပြီးရင်ဟိုပါဂီတလောကတစ်ကိုလည်းသူလုပ်ပေးခဲ့တယ်ပြီးရခါမှာဘာသာစကားတွေလည်းအများကြီးကျွမ်းကျင်တယ် နော်ပြီးတော့နှလုံးရည်လည်းရှိတယ်လူတွေကိုအဲစစ်စစ်တိုက်နေတဲ့လူတယောက်ဖြစ်ပေမဲ့တကယ်ကိုအခုခေတ်နဲ့ဆိုလို့ရှိရင်တော့ Geneva Convention နဲ့တောင်မှညီရေပြောရမယ်နော်သူတို့နိုင်တဲ့စစ်စစ်နိုင်ပေမဲ့တုံးမန်းနေဟုတ်သူမနှိမ့်ဆက်ဘူးပေါ့เนาะအဲ့လိုမျိုးတွေအရေးချင်းနေပြေဆုံးတယ်အဲပြီးတဲ့အခါမှာမြန်မာတွေကိုဘ ਹੁ တုတကျွဲဝါဈေးချင်တယ်အဲ့ဒီအတွက်လည်းအားထုတ်မှုတွေအများကြီးလုပ်ခဲ့တယ်ပေါ့เนาะအဲမခင်မင်းသားကြီးနဲ့အတူတူပေါ့အင်္ဂလိပ်မြန်မာအပြီးတဲ့ နော်ပြူစုတဲ့နေရာမှာလည်းဆွမ်းဆွမ်းတမန်အပါဝင်ခဲ့တယ်ပေါ့နော်အဲတကယ်ကိုကုန်းမောင်ခင်းညံတက်လောင်းချိန်ပဲနော်မြန်မာဆွဲဆောင်ချက်ကအဲ့လိုတော့မှတင်စားတယ်ပေါ့နော်အဲဘိုးတော်ဖျားလက်ထက်မှာသူကပြန်လည်ထူထောင်ရေးတွေလုပ်တော့သူကစစ်တမ်းကောက်တာတွေဒင်းကားပြားတွေထုတ်တဲ့အပြင်ပေါ့နော်ဘာသာရေးဝိဝါဒကွဲပြားတာတွေကိုလည်းဒါအဆုံးသတ်စေခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်အိန္ဒိယနေပြီးတက္ကတာတို့ဟင်ဒီတို့နော်စေချမ်းဗီဂျင်ချမ်းတွေကိုလည်းသူကမြန်မာပြန်စီနော်ဘာသာပြန်မှ ကိုယ်တိုင်းပြည်ရဲ့စာပေ နော်ညံတက်လောင်းနိုင်မယ်စာပေတွေဖွင့်ပြလာမယ်လူတွေရဲ့အတိညာဉ်တွေဖွင့်ပြလာမယ်ဘဟုတုတကျွဲဝလာမယ်ဒါတွေကိုသိရပေါ့နော်အဲပြီးလို့ရှိရင်လည်းထိုင်းရခေါ်လာတဲ့ပညာရှင်ပေါ့နော်မင်းကြီးမင်းသားတွေကိုမေးပြီးတော့နော်တကယ်ကိုရာမဆက်တို့ဤနာအောင်တို့ဂီတာတီရီတို့သင်္ခပတ္တဆက်တွေကိုလည်းဂျိုရီယာအနေနဲ့မြန်မာပြန်စီရေပေါ့เนาะအဲ့လိုမပြန်တဲ့အခါမှာထိုင်းရနော်ယူရီးယားရဲ့အမှုပညာယဉ်ကျေးမှုတွေကလည်းကိုယ့်စီကိုရောက်လာတယ်ကိုယ့်ရဲ့အမှုပညာကလည်းအစ်စ်အစ်စ်တွေနဲ့ဖွင့်ပြလာတယ်ဆိုတာကိုအဲမြောက်ရီမီဦးစားရဲ့အစွမ်းတက်တီကြောင့်ဒါတွေကပေါ်လာတယ်ဆိုတာကိုအဲတွေ့ရမှာဖြစ်ပါတယ် ပြီးတော့နိုင်ငံခြားဆိုင်အနေနဲ့ဒီဥစားတအားခင်တယ်။နောက်ခင်ပြီးတော့သူကအဲဘာသာတွေလဲမျိုးစုံ language တွေအများကြီးအခုခေတ်နဲ့ဆိုရင်တော့တအားဘုံเนาะဒီစားလောက်တယ်ပေါ့။အခုခေတ်တအားပြီးရေပြောရမှာပေါ့เนาะ။ထိုင်းတို့ဟင်ဒီတို့ကတက်နေဂရီအင်္ဂလိပ်ဘာသာတွေကိုလည်းသူကတက်ကြွန်းတယ်เนาะ။တက်ကြွန်းပြီးတော့ Ave Maria ဆိုတဲ့ကက်သလစ်ဘုရားတခြင်းကိုတော့မှီးပြီးတော့အထူးထူးငငယ်နေနေဒီပတ်ပြိုးရေးစားခဲ့တာ။ ော်အခုခေတ်ကော်ပီတန်ဆင်ပေါ့နော်အဲတချင်းနေရဲအစလူတော်မှာပဲပြောမယ်ဆိုပြောလို့ရတယ်ပေါ့နော်အဲတန်ဆင်နေကိုယူတယ်ယူရီးယားတန်ဆင်ကိုယူတယ်မြန်မာစာသားကိုတွင်းတယ်ပေါ့နော်ဘာသာစုံကျွမ်းကျင်နှက်ဆက်တဲ့အတွက်သူရေးတဲ့တချင်းနေမှာအဲယူရီးယားအိန္ဒိယအတန်ကတဲ့တန်တရုတ်တန်မွန်တန်အင်္ဂလိပ်တန်တွေအကုန်လုံးအဲပါတယ်ပေါ့နော်ပြီးလို့ရှိရင်မြန်မာတချင်းလောကမှာလည်းဒီလိုမျိုးတေးတန်ဆင်အတစ်တွေဝင်လာတာနော်ဒီရင်ကျင်းမှုတွေရိုက်ခတ်တဲ့အခါမှာတော့ဒီလိုမျိုးတန်ဆင်အတစ်တွေရလဲကိုယ့်ရဲ့ဂီတာလောကမှာတွေ့လာရတယ်ပေါ့နော် အမြောက်ရီမင်းကြီးဦးဆောင်ဦးတဲ့နော်အနောက်တိုင်းမှတ်တမ်းတွေကဘယ်လိုပြလဲဆိုရင်အဲညဉ့်ညဉ့်ကြီးကိုမျက်နှိုးတဲ့သူစစ်ဖြစ်တာကိုမလိုလားတဲ့သူဖြစ်နေ ရတယ်ပေါ့နော်အဲဟင်နရီဘာနီကမြောက်ရီမင်းဦးစားနဲ့လည်းခင်တယ်ပေါ့နော်ခင်တော့သူကမြောက်ရီမင်းဦးစားတကယ်ကိုလည်းရုံးရီရောနှလုံးရီရောပြည့်စုံတယ်အဲခင်မင်းနှစ်လို့ဆရာကောင်းနဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုဒါရေးခဲ့ဘူးတယ်ပေါ့နော်အဲဦးစားကအိုက်ခဲ့မြန်မာပြည်မှာဆိုအထက်မြတ်ဆုံးပုဂ္ဂိုလ်တရားလို့ဖြစ်တယ်လို့နော်ဆရာယူတတန်လည်းသတ်မှတ်ခဲ့တယ်နော်ဆရာယူတတန်ကတော့တမန်တော်တို့သိမှာပါနော်အင်္ဂလိပ်မြန်မာအပြည်တန်ကိုဖြစ်စုခဲ့တယ်နော်ခရီးယန်တနာဗျူအဲဆရာတပါဖြစ်တယ်ပေါ့နော်တကယ်ကိုမြန်မာစာပေနော်အတော်လည်းအကျိုးများခဲ့တယ်နော်ဆရာယူတတန်ရဲ့အင်္ဂလိပ်မြန်မာအပြည်တန်က နော်ဆရာဥစားကနော်ဖះတဆူလည်းရှိရဲဆိုရဲအမြင်ကိုလည်းသူဟိုယူဆောင်လည်းလက်ခံတယ်အယူဆလည်းရှိတယ်ဆိုပြီးဆရာယူတတန်ကလည်းဒါသူအဲတကယ်ကိုမှတ်မှတ်သားသားလေးဆိုခဲ့ပူပါတယ်ဒီလေယုံကြီးဘလောက်နဲ့တက်နော်ထက်မြက်လဲဆိုရင်ပန်းဝါတိုက်ပွဲမှာအဲမြန်မာတက်ကိုမြန်မာတက်ထက်ကိုအင်အား900လောက်တားတယ်အင်္ဂလိပ်တက်ကိုနိုင်ခဲ့မြောက်ရီမင်းဦးစားရဲ့တက်ကဒါပေမဲ့လဲသူက၃ဘန်းနေကိုမငင်းစဲခဲ့ဘူးဆိုပြီးတော့ရှင်းပြခဲ့ဦးတယ်နော် ဲ့လိုမျိုးအဲတက်ရေးခရင်နေရာမှာကျွမ်းကျင်တယ်လို့အမှုပညာမှာလည်းတအားကိုထက်မြက်တဲ့ပါရမီပါတယ်ပေါ့နော်ဦးစားစီမှာစောင့်တီးတင်တဲ့လူတွေထဲမှာနော်ဘယ်သူတွေတောင်ပါလဲဆိုရင်အနောက်နမ်းမဲ့တော့မမြကလေးလို့ထင်ရှားတဲ့တော်ရီမင်းရဲ့စာဆိုမိဖုရားကြီးလည်းပါတယ်လို့နော်စောင့်ပညာမှာတစ်ဖက်ကန်းခတ်တယ်စောင့်ပညာမှာနာမည်ကြီးတဲ့စောင့်ပညာရှင်ပေါ့နော်အဲစောင့်ဆရာကြီးအဲဦးဖူးကောင်လည်းပါခဲ့တယ်ဒါသူတို့ရဲ့ဆရာလည်းဖြစ်တယ်ပေါ့နော်မြောင်ရီမင်းဦးစားနော်ပြီးလို့ရှိရင်အဲမြောင်ရီမင်း ဥစားဘလောက်တောင်အလေးအမြတ်ထားတင်လဲဆိုရင်เนาะလူတို့အတော်မှာသူရဲ့မဟာဂီတဆောင်းမှာဆိုလို့ရှိရင်အမြောင်ရမင်းဥစားရဲ့เนาะပြီးရင်စောင်းပညာရှင်ဒေဝအင်တာမောင်မောင်ကြီးရဲ့အဲကိုလိုနီခေတ်မှာပေါ်တဲ့ဆိုင်းဆရာကြီးဆင်းပြတာပေါ့เนาะဒီ၃ယောက်ကတော့တကယ်ကိုမဟာဂီတလောကမှာ ငကြီးသုံးကြီးအဖြစ်နဲ့ယူဆရဲဆိုပြီးတော့ဒါရေးခဲ့ပူရဲပေါ့နော်။အဲပြီးလို့ရှိရင်မြောင်ရီမင်းဦးစားကသဘင်ဝင်ဥတော်နဲ့တိုင်ပင်ပြီးတော့သူကရုပ်သေးသဘင်ကိုလည်းတီထွင်ခဲ့တယ်လို့နော်အဆိုလည်းရှိခဲ့တယ်ပေါ့နော်။ဒါကြောင့်မို့လို့အဲမြန်မာအမှုပညာလောကမှာလည်းဒါမြောင်ရီမင်းဦးစားကလေးစားလောက်တဲ့နော်စာဆိုတယောက်ဖြစ်တယ်ဆိုတော့စစ်တီစာဆိုပေါ့နော်စစ်တီစာတူတူဖြစ်တယ်ဆိုတော့ကိုကုံမောင်ခင်မှာတွေ့ရမှာဖြစ်ပါတယ်။ အဲအဲ့တော့သူရဲ့နော်မြန်မာတေဂီတာတချင်းတစ်ကိုထူထောင်ခဲ့တယ်ပေါ့နော်အဲဇပွဲသပင်းဒီမှာလည်းတစ်ဆက်တည်းထွန်ကားပြီးတော့သူရုပ်ဆုံစင်တော်ကြီးတွေလည်းပေါ်လာတယ်နော်ရုပ်သေးတွေကလည်းရုပ်ဆုံနော်ဇက်တပင်ရုပ်သေးတပင်တွေလည်းပေါ်တယ်ပြီးရင်နန်းနှင်းပြဆက်ကြီးတွေပေါ့နော်တကယ်ကိုရပောင်း45ရက်လောက်ကနိုင်နေနန်းနှင်းပြဆက်ကြီးတွေလည်းကပြခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့မြန်မာစပင်းနဲ့ရင်ချင်းမှုတွေကပို့ပြီးတော့အဲဖွင့်ပြိုးတိုးတက်လာတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်တကယ်ကိုနော်မြောက်ရမင်းဦးစားရဲ့ယူရီးယားပပျိုးတချင်းတွေပရှုသေးသွားတွေနမကြီးခဲ့တယ်ပေါ့နော် ။အဲပြီးလို့ရှိရင်မင်းခမ်းမင်းသားအဆောင်ရောင်တွေဘဟုသူတာတွေကိုပေးရင်အဲနှောင်းလူတွေအတွက်တန်ဖိုးရှိတဲ့ရွှေပုံနိဒန်းလိုမျိုးအဲတကယ်ကိုစပေးနော်စာကြီးပေကြီးတွေလည်းရေးသားခဲ့တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲမြောင်ရီမင်းဦးစားရဲ့နော်ဟိုပေါ့ထင်ရှားတဲ့ဟာလေးတစ်ခုကတော့သူကအရှိမလေးဒီမျိုးသားတို့ကောင်းမောင်ခင်ပထမပိုင်းမှာလေးလာခဲ့တယ်လို့ပဲလက်ဝဲတုံထရာအမတ်ကြီးလိုမျိုးပဲစာဘုတ်ချောင်းမှုလို့သူကထောင်တန်းရနေပြီးတော့ဟိုကင်းလို့ခွင့်ရခဲ့ဘူးလေနော်အဲ့ဒါအလီကတော့ဒါတော့ ဗဟုသုတတည်တည်နေပေါ့နော်အဲမြောင်ရီမင်းဦးစားသူကဟောပေါ့ရွှေဘုံမင်းလက်ထက်ပေါ့နော်ရွှေဘုံမင်းဆိုတာတောင်ရီမင်းတောင်ရီမင်းလက်ထက်တုန်းကသူကအချင်းချခံခဲ့ရတယ်เนาะဘာဖြစ်လို့အချင်းချခံခဲ့ရလဲဆိုရင်အဲတာဝရီမင်းကသူ့ရဲ့အရင်ပေါ့เนาะအရင်မင်းဗာကြီးတော်ကိုအဲပုံကန်နေဆိုပြီးတော့နန်းတော်ကနေပြီးတော့သူကနှင်ထုတ်တဲ့စာအဲတုန်းကတော့အဲမြောင်ရီမင်းဥစားနန်းတော်ထဲမှာဆိုတော့သူကအဲ့လိုမျိုးစာထုတ်ရတယ်เนาะအဲ့လိုစာထုတ်ရတဲ့အခါမှာအဲသူကဘယ်လိုရေးမိလဲလွတ်တော်ကထုတ်ပြန်တဲ့အမိထဲမှာတာဝရီစားငယ်လို့မရေးဘဲနဲ့ သူကငခင်ငယ်ဆိုပြီးတော့သူကရေးလိုက်တယ်เนาะတာဝီမင်းသားအဲ့လိုမျိုးရေးလိုက်တဲ့ခါမှာเนาะသူတာဝီမင်းလည်းအထွတ်ထိပ်လည်းရောက်လာရောအဲဒါဒီလိုမျိုးရေးခဲ့တာသူ့ကိုစော်ကားတာပဲဆိုပြီးတော့တတ်မှတ်ပြီးတော့အဲတာဝီညောင်ရီမင်းဦးစားကိုသူကတေတံအောင်ပေးတင်တယ်ပေါ့ဒါပေမဲ့သူကအဲတာနာပြုတ်မင်းမို့လို့တေတံတော့သူမပေးတော့ဘူးဆိုပြီးတော့ထောင်တန်းအဖြစ်နဲ့နှစ်ရှင်းထောင်တန်းချလိုက်တယ်ညောင်ရီမင်းဦးစားကိုเนาะအဲ့လိုမျိုးစချလိုက်တဲ့ခါကျတော့တနေ့ကျတော့เนาะသူထောင်ကျနေပြီးတော့ဟိုပါပေါ့ ထောင်ကနေထွက်ပြီးတော့လန်လန်းပြင်ရတယ်เนาะဟိုထောင်ထောင်သားတွေကလန်းမှပြင်ပြီးတော့လှုပ်အားပြရတယ်ပေါ့เนาะအဲ့လိုအချိန်မှာသူကတာဝရီမင်းရဲ့တမီးတော်ကနေပြီးတော့အပြင်ကိုထွက်ပြီးတော့လဲပတ်တဲ့အချိန်နဲ့ဂျုံတာเนาะဂျုံတော့တာဝရီဟိုမြောက်ရီမင်းဦးစားလန်းပေါက်တူးပေါက်ပြားနေနဲ့ပြင်နေတာတွေ့တော့ဒီတမီးတော်လေးကချစ်တာပေါ့เนาะဟိုငငယ်လေးတွေကနန်းတော်ထဲမှာအတူတူနေခဲ့တယ်ပြီးလို့ရှိရင်ဟိုဟာပေါ့တေဂီတာအနုပညာရှင်လည်းဖြစ်တော့ပို့ပြီးတော့တန်ရုံးစင်ရှိတခြားသူတွေလည်းစားတယ်ဆာဆာလို့ခေါ်တယ် เนาะနင်တို့ထဲမှာဘင်းသားတော်သမီးတော်တွေရာဒီဟိုမြောင်ရီမင်းဦးစားသွားဆတ်ဆာလို့ချစ်စွန်းလို့ခေါ်တယ်เนาะအဲ့ဒီခါမှာအာဆတ်ဆာမဟုတ်လားတော့ခေါ်လိုက်ခေါ်လိုက်ဒီနောက်ကိုခေါ်လိုက်ဆိုပြောတော့အာမြောင်ရီမင်းဦးစားလာတော့အာဖုန်းတော်ဘွယ်တစ်ဆောင်တော့ရေးလိုက်ပါဆိုပြီးတော့ရေးပြီးတော့เนาะဒီရုပ်သေးပညာရှင်တယောက်ကိုပေးလိုက်ဆိုပြီးတော့ပေးပြီးရေးခိုင်းလိုက်เนาะအဲ့ဖုန်းတော်ဘွယ်ပဲเนาะဒီဖုန်းတော်ဘွယ်လေเนาะကုန်းမောင်နေမင်းဖုန်းရောင်ဝေရှင်တောင်ဒီပါထင်းနေနေအိုရာမင်းဆုံရှိကြခင်ရင်းများပနာ ညာထုဝေနေချမ်းသာစီဖန်တော်ဆောင်တိဂုံမောင်ဖျားတောင်းထိုက်ကညာတပြေလုံးဖုံးနေထောင်ရောင်ပွင့်ငယ်မှာရမင်းမင်ဖျားဆိုပြီးတော့နော်ဒီဖုံးတော်ကိုအဲကြားလဲကြောင်းဒီတပင် ရုပ်သေးပညာရှင်တွေဆိုတာကိုဘင်းကကြားလဲကြောင်းအမှဒါဘသူလက်ရလဲပေါ့နော်သဘောကျပါတဲ့အခါမှာအဲဦးစားရဲ့လက်ရပါဆိုပြီးတော့အမှထောင်ဝန်းနေပြီးတော့ချက်ချင်းနော်အဲ့နေပါပဲအဲ့လွန်မြောက်ခရာဘူးလေဆိုတာဒါကတော့ဒါကလောင်သွားချောင်းမို့လို့ရာဆွေးတန်းရနေပြီးတော့လွတ်ခဲ့တယ်ဆိုတဲ့တာတကာလေးဖြစ်ပါတယ် အဲ့တော့နောက်တစ်ယောက်ကတော့ဥချင်းဦးပေါ့နော်ဥချင်းဦးကတော့သူကမော်တထာဇက်တော်လေးဝိတန္ဒရာဇက်ပြက်ဆက်ပေါ့နော်သူကပြက်ဆက်တွေရေးတာကိုထင်ရှားတယ်။နော်မော်တထာတို့ဝိတန္ဒရာတို့ဒီဝဂုံပန်ပပဟိန်ဝင်ကန္တကာလကန္တီနော်ဒါတွေကတော့သူ့ရဲ့စိတ်ကူးနဲ့ရေးတာပေါ့နော်သူသူ့စိတ်ကူးကနေကိုပိုင်ဉာဏ်ကနေတီထွင်ပြီးရေးတယ်ပြက်ဆက်တွေကြောင့်ဥချင်းဦးကထင်ရှားတယ်။နော်ပြီးရင်ဖျောင်းဇနီးဘက်ကိုအခြေခံတဲ့ပြက်ဆက်တွေဖြစ်တယ်မော်တထာတို့ဝိတန္ဒရာတို့ကိုလည်းရေးတယ်။နော်ဥချင်းဦးကြီးနဲ့ဥပုံညာတို့နော်တခြားထင်ရှားတဲ့အချက်ကပါလဲဆိုရင်ညတညနေနဲ့အပီးကနေနဲ့ဒန္နာကြီးပြက်ဆက်တွေကိုရေးတယ်။နော် ဟိုပါပေါ့ပြည်သူတွေကကြတော့45ရက်လောက်ပွင့်ချီဖို့ဆိုမလွယ်ဘူးလေနော်တညရဲနဲ့အပြီးကနိုင်တယ်ဆိုရင်ဇလန်းကိုအစအဆုံးတည်သွားတယ်ပေါ့လေအဲ့လိုမျိုးနောက်ရက်မှာအဲတခြားဟိုမကြည့်နိုင်တော့ဘူးပြည်သူတွေကအဲ့လိုမျိုးညာရင်းကြီးပြည်သူတွေကိုရည်ရွယ်ပြီးတော့ညာရင်းကြီးအပိတ်ကတ်တဲ့အပိကနိုင်တဲ့ဒဏ္ဍာရီပြတ်ဆက်တွေကိုဦးကျင်ဟောတီထွင်ရဲ့နော်အဲ့ဒါတွေအပြင်သူကညီချင်းနေနော်အဲမုတ်ဆူစကားဆိုင်းစင်စကားပေါ့နော်ဇက်ချင်းနေရတုတွေကိုလည်းဒါရေးခဲ့တဲ့အတွက်ဦးကျင်ဟောကလည်းကုံမောင်ခေရဲ့နော်ထင်ရှားတဲ့စာဆိုတူဦးဖြစ်ပါတယ်အဲနော် ပြီးတော့အတက်ရွယ်ကြီးလာတော့လေနော်ပြဆက်တွေကိုအများကြီးမရေးပင်မဲ့လူတွေကိုဗဟုသုတနော်ဒေတန္တရဗဟုသုတအဲ့တော့လေဒါချစ်ဆက်ကောင်းတဲ့ကပြားလေးတွေလေးစစ်ကလေးတွေလေနော်ရေးခဲ့ရဲဆိုတာကိုတွေ့ရတယ်နော်ဂျုံစပူမြင်မှုမှယုံစပွဲဖြူနီဝါပြတစုနဲ့ခယူထွေလာဆန်းကန်းကွေပတ်လေရှင်မင်းနန်တမချုံငယ်နေဟန်ယုတ်ပြအတွင်တွင်နတ်မယ်လျာဆိုတော့ဝင်းကဆော့မြင်းဆော့ကကြည့်ဖို့ရာ ိုတို့လာဒီတို့သွားနေအကားခံတာပြန်ရတယ်စမ်းခေါင်ကြည့်မျိုးဆိုပြီးတကယ်ကိုဝင်ကဆုတ်ကောင်လေးတွေအကြောင်းเนาะအမှန်တော့ဒါအဲတတလောကပေါ့เนาะတတလောကဩကာတလောကเนาะဒီလိုမျိုးတပရေမီတဘာဝတွေကိုစိတ်ဝင်တစားနဲ့เนาะချိန်မွန်းတက်တဲ့ပကြီးမျက်စိရှိတဲ့သူအဖြစ်နဲ့လဲဒါဥကျင်ဟုကိုစာဆိုဥကျင်ဟုကိုတွေ့ရမှာဖြစ်ပါတယ်အဲဥကျင်ရဲ့ဗရိဒါတချင်းဆိုရင်လဲဒါနာမည်ကြီးရယ်ပေါ့เนาะဗရိဒါတချင်းပေါင်းချုပ်လဲရှိပါတယ် ။အဲနောက်တစ်ခုကတော့နော်ကျမတို့ရဲ့နော်ကုံမောင်ခင်ရဲ့တကယ်ကိုပြည်သူရဲ့အသေးကြော်စာဆိုကြီးပေါ့နော်။သူကတော့အဲဆလီဥပုံညာပဲဖြစ်ပါတယ်။နော်ဆလီဥပုံညာကတော့တကယ်ကိုနော်အဲကပြညာအဘွားကလိုရိုင်းထွက်တဲ့စာဆိုကြီးတစ်ပါးအဲဖြစ်တဲ့ဖြစ်တယ်။ပြီးရင်ဘေးတွေနက်ခတ်တွေလည်းကျွမ်းကျင်နေတက္ကတာတွေလည်းတက်တယ်။နော်စာရေးစာဖတ်လည်းကောင်းနေ။ငငယ်ငယ်လေးတွေကဒီမှာမာနကလည်းကြီးတယ်။ နော်ကဲမပါကြီးစုပါပြုစုပါထောက်ပံ့ပါမွေးတွေးတွေးမျက်နှာနဲ့ကိုချမ်းသာရကြောင်ငယ်ပေါင်းစုပ်ပဲ့နှုတ်နေတဲ့စကားတွေကိုမိမလူဆိုမိရင်ရှာတူအောင်ရိတ်ချင်တယ်ဆိုပြီးတော့ဘသူပေါ်မှာလဲအဲသူဘသူစီမှာအောက်ချမခံတဲ့စိတ်လည်းရှိရပါတော့တကယ်ကိုအဲဇလီဥပုံညာရဲ့နာမည်ကြီးရဲ့ပြဿနာတွေကတော့ကျွန်တော်တို့သိပြီးသားပါနော်ဒီစရာပြဿနာတို့ဘသူမပြဿနာကောတလာပြဿနာနဲ့အရေးတဲ့ပြဿနာနော်ဒီပြဿနာတွေကလည်းနာမည်ကြီးနာမည်ကြီးရဲ့ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် နော်နာမည်အကြီးဆုံးဖြစ်တဲ့နော်ရေတဲ့ပြဆက်နော်ရေတဲ့ပြဆက်ကတော့နော်ညီရောနောင်တော့အထင်လွဲမှုတွေကိုဖြစ်ဖြောက်ဖို့လို့အတွက်နော်မင်းတို့မင်းရေခိုင်းတာပေါ့နော်မင်းတို့မင်းရေခိုင်းတဲ့အတွက်ရေတာကပြတယ်နော်အရှုံးဝါနာပါတဲ့အတွက်ပြဆက်တိုင်းလိုလိုမှာအရှုံးစကားတွေတွေ့ရဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်နော်ဒါဥပုံညာရဲ့အကောင်းဆုံးပြဆက်လည်းဖြစ်တယ်ပေါ့နော်ရေတဲ့ပြဆက်ကဥပုံညာရဲ့အကောင်းဆုံးပြဆက်အဲပညာရှင်တွေကလည်းရေတဲ့ပြဆက်ကဇလန်း အင်ကာရက်တွေနဲ့ညီရယ်ပေါ့နော်ပြန်ဆက်အင်ကာရက်တွေနဲ့ညီရယ်နော် unity of time unity of place unity of action နော်ဒီ၃ခုနဲ့ညီညွတ်မှုကာလနေတာနောက်ခံရောပါဝင်တဲ့ဆက်ဆောင်တွေရောနော်ညီညွတ်မှုရှိတယ်လို့ပြောကြတယ်နော်ဒါကြောင့်မလို့ရေးတဲ့ပြန်ဆက်ကတော့ကုမောင်ခင်မှာအဲတော်တော်လေးကောင်းတဲ့ပြန်ဆက်ဖြစ်နေနာမည်ကြီးတယ်ပေါ့နော် အဲ့ပြီးရင်ဆန္ဒစင်မင်းဝိထုဥပုံညာရေးတဲ့ဝိထုအဲ၄ပုတ်ပေါ့နော်ကာကဝလီယဝိထုဆန္ဒစင်မင်းဝိထုသူအမကြီးဝိထုနော်အဲယုံမင်းဝိထုပေါ့နော်ဖျားလောင်းအဲ့အဲ့ဝိထုတွေတည်းကနေဆန္ဒစင်မင်းဝိထုကလည်းအကောင်းဆုံးဝိထုလို့သတ်မှတ်တယ်။ဘာပဲရေးရေးဥပုံညာနော်စေစက်ကြရအယုတ်ထင်တယ်လို့ပြောလို့ရတယ်။နော်မြစ်တက်စာတွေမှာလည်းပြန်ပေးမြစ်တက်စာတို့လူပြုံမလဲအကြောင်းမြစ်တက်စာဒေါနာစီမြစ်တက်စာတွေကလည်းတကယ်ကိုနော်ရတမြောက်တဲ့မြစ်တက်စာတွေဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲနောက်တစ်ခုကတော့ဝမဆောနဝရီပေါ့เนาะ1118ကနေ1900နှစ်ခုနဲ့မှာပေါ်တယ်เนาะအဲမှာမော်ကွန်းထွန်ကားတဲ့ခေတ်လို့လည်းပြောတယ်မော်ကွန်းဆောင်ရည်20လောက်ရေးခဲ့တယ်ပေါ့เนาะအဲ့တော့နာမည်ကြီးတဲ့မော်ကွန်းနေပေါ့เนาะ ဟိုဘာဝမစွနဝရေးရေးခဲ့တာပေါ့နော်မိထီလာကန်တော်မောကုံဆန္ဒမှုတိရခိုင်နိုင်အာတန်နိုင်တရုတ်တန်ရောက်ဗာရှိတော်ဖျားနန်းဖွင့်မောကုံနဝီလာတိနီမောကုံနော်ဒီလိုမျိုးမောကုံဆောင်ရည်20လောက်ရေးခဲ့တဲ့အပြင်သူအေဂျင့်အနေနဲ့လည်းအဆင်ပြေရှင်မဲအေဂျင့်လို့ဖုန်းတော်ဝယ်ရတုတွေလက်ထက်မင်္ဂလာရတုတွေလည်းရေးသားခဲ့တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် ကင်မင်းကြီးပေါ့နော်ကင်မင်းကြီးကတော့တကယ်ကိုခီးသွားမှတ်တမ်းစာပြီးလမ်းချောင်းတစ်ကိုတည်ထွင်ခဲ့နော်ကင်မင်းကြီးကလမ်းထဲသွားမှတ်တမ်းပြင်တစ်သွားမှတ်တမ်းတွေကိုလည်းပြုစုခဲ့တယ်နောက်ပြီးရင်လေးချိုးရတုရကန်တွေကိုလည်းပြုစုခဲ့တယ်အင်္ဂလိပ်စကားတွေကိုလည်းမပီကလာပီကလာနဲ့ထည့်ပြီးတော့ဒီမှတ်တမ်းတွေမှာရေးသားခဲ့တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် ပြင်မင်းကြီးပေါ့နော်အဲ့တော့အမျိုးသမီးစာဆိုတွေလည်းဒီကုန်းမောင်ခင်မှာပေါ့ကေအဲဝင်းဂရောမဲခွေတို့နောက်နမ်းမတော်မိဖုရားမမကလေးတို့လိုင်ထိတ်ကောက်တယ်တို့နော်သူတို့တွေကအမျိုးသားစာပေစာဆိုတွေနဲ့ရေမောင်တန်းပြီးတော့စာရေးဆိုခဲ့ပါတယ်အဲနန်းရွှဲမှာလည်းကြီးပြင်းခဲ့တဲ့သူတွေဖြစ်တဲ့အတွက်တကယ်ကိုစကလုံးအမှုရွာလေးတွေနဲ့အဲအမျိုးသမီးစာဆိုတွေဆိုတော့ချစ်ချင်းမေတ္တာပွဲတွေရေးတာတော့များတာပေါ့နော်အဲရတုတွေလေးချိုးဒေးထက်ပတ်ပြိုဘောလေဘောလေကတော့ဒါလိုင်ထိတ်ကောက်တယ်တီထွင်ခဲ့တယ်လို့တော့မပြောလို့ရတယ်ပေါ့နော် အပြရရေးဖွဲ့ခဲ့တယ်။အဲနဲဝင်ကတော်မယ်ခွေကတော့အဲ80ပေါ်အေဂျင်နေအေဂျင်ပေါ့နော်အေဂျင်နေပြုတ်ရတူငိုချင်းနော်မယ်ခွေရဲ့စနစ်တရားဒီအေဂျင်ကတော့နော်တော်တော်လေးကိုကောင်းနေယာဒီဘွဲ့တွေထဲမှာအဲတော်တော်ရတမြောက်တယ်ယာဒီတပောင်းဝါကိုဖော်နိုင်တဲ့ကြပြအဖြစ်နဲ့နာမည်ကြီးတယ်ပေါ့နော်အဲတပောင်းလားဘွဲ့ ဟိုလည်းပြ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 ရေးဖွဲ့တယ်ပေါ့နော်ဒီဖွဲ့လေးမှာဆိုရင်လည်းတွေ့ရတယ်ပေါ့နော်ကတိုင်းငယ်မှာညူညူချေအချေရေဝတီနော်ရေဝတီရေဝတီဆိုပြီးတော့ဒါအခုခေတ်တချင်းနေမှာတော့မှတုံခဲ့တဲ့နော်စာသားလေးတွေပေါ့နော်ဒီလိုမျိုးရေးခဲ့တယ်မယ်ခွေးရဲ့ငူချင်းတွေကတော့ငူချင်းတွေထဲမှာဆိုရင်ပထမဆုံးပေါ်တယ်ငူချင်းတွေပေါ့နော်နောက်ပိုင်းငူချင်းရှည်တွေမှာတော့ရှာဘုံတော်ကြီးရဲ့ရှိတော်ပြီးဖြစ်နေတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီနောက်တစ်ယောက်ကမမြကလေးပေါ့နော်မမြကလေးကတော့ရွှေဘုံမင်းရဲ့မိဖုရားမမြကလေးဖြစ်ပါတယ်။နောက်ကုံမောင်မင်းမိဖုရားပေါ့အနောက်နန်းတော်မှာဆန်နေရတဲ့အချိန်မှာနော် အနောက်နဲ့မတော့မမြကလေးဖြစ်နေထင်ရှားတယ်အဲမမြကလေးကလည်းချစ်သမားကိုပပျိုးကတော့တကယ်နာမည်ကြီးတယ်ပေါ့နော်ခန္ဓမာတောင်လှိုင်ချောင်းကုနန်းစီနော်ဒီပပျိုးတွေကလည်းနာမည်ကြီးတယ်နော်ဒွေချိုးတွေလေးချိုးတွေလည်းရေးခဲ့နော်တကယ်ကိုနော်ဟိုပါသူ့ရဲ့ခင်ပေါ့နော်ရွှေဘုံမင်းကထင်လွဲပြီးတော့နော်သူ့ကိုပြန်ပြီးတော့လောက် တက်တက်ရတယ်ပေါ့နော်အဲအဲ့လိုမျိုးတေကန်ကြီးအသက်ခံရတဲ့ဆဲဆဲမှာပဲနော်ဒီလိုမျိုးတေထက်လေးတွေရေးခဲ့နော်လောကရန်တရားဖျားအဖျားပါဟောရဖြစ်မြင်ဖြစ်ပြင်းမြဲတမတာတေချာစွာမှတ်ဆွေတတဘာလို့မြည်တီမတိချီဖောက်ပြန်တယ်မြင်ငါမင်းလို့နော်ငါမင်းလို့ပြုပြန်ခံရသူအစ်စ်ပါအဖြစ်ဖြစ်အပြန်ပြန်လွဲတင်ပေးတယ်သင်္ခါရလမ်းမှန်ကိုရှင်ညာတော်ရှုအောင်ရှင်လေးဆိုပြီးတော့နော်ဒါတေးတဲ့ကိုဒါမျိုးတေကန်ကြီးအချိန်မှာကိုယ်အသက်ခံရနေအချိန်မှာဒါမျိုးရေးနိုင်နေဆိုတာဒါနည်းနည်းနော်အဲပါရမီတော့မဟုတ်ပါဘူးဒါနော်နောက်နေမဲ့တော့ မြကလေးရဲ့လက်ရာလေးဖြစ်ပါတယ်။အဲနောက်တစ်ပါးတော့နော်လိုင်လေးကောင်တင်ပေါ့နော်လိုင်လေးကောင်တင်ကတော့လိုင်မင်းသမီးအဲနောက်နာမည်တော့မမြကလေးမေစီကလေအမွေရရတယ်ပေါ့နော်ဒီသူရဲ့စိန်ချူးကြညောင်ဘောလေရလေယနေ့ခေတိဂီတမှာထင်ရှားနေနော်ပြီးလို့ရှိရင်သူကနော်ဝီစီယာကာရီတို့အိမ်တော်ဝင်သားတို့နန်းနှင်းပြတ်တော်ကြီးဇက်တော်ကြီးတွေကိုလည်းဒါရေးခဲ့နဲ့နန်းနှင်းစာစုအမျိုးသမီးစာစုတပားလည်းဖြစ်ပါတယ်သူကတော့တာဝရီမင်းရဲ့သမီးရောအဲအနောက်နာမည်တော့မမြလေးနဲ့တာဝရီမင်းရဲ့သမီးရောဖြစ်တာပေါ့နော် ဲ့တော့ငငယ်လေးတည်းကလည်းသူကခံစားခဲ့ရတာပေါ့ခံစားချက်တွေအများကြီးရှိနေတယ်။အဲအဲ့လိုမျိုးနဲ့သူကရေးခဲ့တယ်။အဲပြီးရင်သူကကနောင်မင်းသားကြီးရဲ့မိဖုရားလည်းဖြစ်ပါတယ်။တဲ့ဂီတာတွေရုပ်စုံစင်တော်ကြီးတွေစပြီးတော့ပေါ်လာတယ်ပေါ့နော်မြန်မာစာပေနဲ့ယဉ်ကျေးမှုကတော့ဒါကုန်းမောင်ခင်မှာတကယ်ကိုထုံကစီပင်လာတယ်လို့ပြောလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်သမီးတို့ဒါတို့အဲဒီကုန်းမောင်ခေဒုတိယပိုင်းနဲ့တက်ဆိုင်နေပေါ့နော်အဲငန်းစာလေးတွေလေးချင်ငန်းမိခွန်လေးတွေကိုလည်းဖြည့်ပေးပါလို့ဆရာမကတိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော် နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ no